မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရည်ရဲ့အသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါဒီကနေ့နိုဝင်ဘာလ25ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အမျိုးသမီးတွေနဲ့မိန်းကလေးတွေကိုအွန်လိုင်းအကြမ်းဖက်ခြင်းအဆုံးသတ်ရေးအတွက် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်ရန်လိုအပ်နေတဲ့သတင်း ခင်ဦးနယ်တိုက်ပွဲမှာအကြံဖတ်စေအုစုစစ်ကြောင်းပြက်ပြီးအလောင်းနဲ့စစ်လက်နက်ခဲယမ်းတွေတင်စီရရှိတဲ့တဲ့။မြိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြံဖတ်စစ်ကြောင်းမှာအရမစစ်မှုတန်းစုဆောင်းခံရသူတပ်သားတအူလက်နက်ယူကအလင်းဝင်လာခဲ့တဲ့တဲ့။ပေါင်းတယ်မှာအင်အားဖြည့်လာတဲ့အကြံဖတ်အင်အား30ဦးပါကားကိုပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်တဲ့တဲ့။မုံရွာနီးပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့အကျန်းဖတ်စစ်တပ်ကိုတော်လိုင်းရင်ပူပေါင်းတက်တွေတိုက်ခိုက်ရာ အကြံပတ်စစ်သား၄ဦးသေပြီး9ဦးပြင်းထန်ဒဏ်ရာရတဲ့တဲ့တွင်ဒီကနေ့အတွက်မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တွင်တွေပဲဖြစ်ပါတယ်။မြို့သမီးတွေနဲ့မိန်းကလေးတွေကိုအွန်လိုင်းအကြံပတ်ခြင်းအဆုံးသက်ရေးအတွက်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်ရန်လိုအပ်နေတယ်လို့ထုတ်ပြန်လိုက်တဲ့တဲ့တွင်ကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ အမျိုးသမီးတွေနဲ့မိန်းကလေးတွေကို digital online အကျန်းဖတ်ခြင်းအဆုံးသတ်ရေးအတွက်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်ရန်လိုအပ်နေတယ်လို့ gender အခြေပြုအကျန်းဖတ်မှုစန့်ကျင်ရေး16ရက်တာလှုပ်ရှားမှုအဖြစ်နဲ့ထုတ်ပြန်လိုက်ပါတယ်။ gender အခြေပြုအကျန်းဖတ်မှုစန့်ကျင်ရေး16ရက်တာလှုပ်ရှားမှုအဖြစ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နှင့်ကလေးသင်ငယ်ဆိုင်ရာဝန်ကြီးဌာနနဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဂျန်ဒါမူဝါဒဆိုင်ရာပေါင်းဆက်ညှိနှိုင်းရေးကော်မတီတို့ပူးပေါင်းပြီးဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တာပါ။ အမျိုးသမီးများနဲ့မိန်းကလေးများကို digital online အကျန်းဖတ်ခြင်းအဆုံးသတ်ရန်လေးစားမှုကာကွယ်မှုနှင့်လုံခြုံမှုရှိစေရန်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများနဲ့အနေဖြင့်ပူးပေါင်းလှုပ်ဆောင်ကြရန်လိုအပ်လျက်ရှိတဲ့အတွက်ပါဝင်ပတ်သက်သူများမှ နိုင်ငံရေးစိတ်ဆန္ဒပြေဝစွာဖြင့်လှုပ်ဆောင်ကြရန်တိုက်တွန်းကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင် digital အကျန်းဖတ်မှု digital violence ကိုအဆုံးသတ်ရန်ကာကွယ်ရမယ့်နည်းလမ်းတွေတုံ့ပြန်နိုင်မယ့်နည်းလမ်းတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအပါအဝင်အရက်ဖတ်အဖွဲ့အစည်းတွေပါပူးပေါင်းပောင်ဝင် ဆောင်ရွက်ကြရန်လိုအပ်ပြီးနိဏသူနဲ့အတူတကွရက်တီကြရန်လိုအပ်တယ်လို့အသိပေးထားပါတယ်နိုဝင်ဘာလ25ရက်နေ့အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့မှဒီဇင်ဘာလ10ရက်နေ့ကမ္ဘာလူ့ခွင့်ရေးနေ့အထိ16ရက်တာလှုပ်ရှားမှုကိုနှစ်စဉ်ကျင်းပကြတာပါ 16ရက်တာလှုပ်ရှားမှုနေ့ကိုဖဲချိုးဖြူနေလို့ခေါ်ဝေါ်ကြပြီးအမျိုးသမီးများပေါ်အကြမ်းဖက်မှုများကိုလည်းကာကွယ်တားဆီးပါမည်ဟုဂရီကဘိုပြုခြင်းခံဝန်ဂရီနဲ့အတူဖဲချိုးဖြူကိုတက်ဆင်ကြပါရယ်။ယခုနှစ်အတွက်ကမ္ဘာကူလသမဂ္ဂရဲ့ဆောင်ပုဒ်ကတော့ United to End Digital Violence Against All Women and Girl အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် Digital Online အကြမ်းဖက်မှုအဆုံးသတ်ဖို့အတူတကွပူးပေါင်းစုဖြစ်တယ်လို့သိရပါရယ်။ ခင်ဦးနယ်တိုက်ပွဲမှာအကြံဖတ်စေဥစုစစ်ကြောင်းပြက်ပြီးအလောင်းနဲ့ဆက်လက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘိုခရိုင်ခင်ဦးမြို့နယ်အနောက်ချမ်းမှာစစ်ကြောင်းထိုးထွက်လာတဲ့အကြံဖတ်စေဥစုနဲ့ပြူရီပါတဲ့စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့ရာအကြံဖတ်စေဥစုစစ်ကြောင်းပြက်ပြီးအလောင်းနဲ့ဆက်လက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်ကနိုဝင်ဘာလ24ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဝေမာလာ23ရက်နေ့မှာကြားဖြတ်တိုက်ခိုက်ခဲ့ရာအကြံဖတ်စေုပ်စုစစ်ကြောင်းတစ်ခုလုံးစုဖွဲ့မှုပျက်စီးခဲ့ပြီးထိကိုက်သေဆုံးကစစ်လက်နက်ပစ္စည်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်ကထုတ်ပြန်ခဲ့တာပါအဲ့ဒီတိုက်ပွဲအတွင်းငကြင်းမီတလက် MA1 10လက် MA2 3လက် BA-160 mm ကွန်မန်ဒိုစိန်ပြောင်းတလက် MA3 3လက် MA4 တလက် G3 4လက် MAS sniper တလက် M1 ငါးလက်နဲ့ဆက်ဆက်ပစ္စည်းအများပြားသိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းမှာခင်ဦးနဲ့အနောက်ချမ်းမုံလရွာမှာလေးရကြာတဆွဲထားတဲ့သင်္ကန်းဝက်ဝါတော်ဝလက်အောက်ခံပြူစောထီတွေနဲ့အကြံဖတ်စေုပ်စုချေမြန်တမဌာနချုပ်တမခ33လက်အောက်ခံစစ်ကြောင်းကအင်အား180ခန့်ပါစစ်ကြောင်းဟာပြင်တောင်ပြူစောထီရွာဘက်ကိုစစ်ကြောင်းထွက်လာချိန်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက ကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အရိတိုက်ခိုက်မှုကိုပူပေါင်းစစ်စင်ရေးတပ်ဖွဲ့တွေဖြစ်တဲ့အမှတ်1ရွှေဘိုခရိုင်အမှတ်3တပ်ရင်းခင်ဦးမြို့နယ်ပကဖာတိုက်နယ်12345ပကဖာများခင်ဦးမြို့နယ်ပလာဖာတို့ကပြုလုပ်ခဲ့တာဖြစ်ပြီးတော်လန်ရင်အင်အားစုဘက်ကထိခိုက်မှုလုံးဝမရှိဘူးလို့သိရပါဗျိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကြောင်းမှအရမစစ်မှုတန်းစုဆောင်းခံရသူတပ်သားတအူလက်နက်ယူလာကအလင်းဝင်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ် မကွေးတိုင်းမြိုင်မြို့နယ်ကိုစစ်ကြောင်းပတ်ထိုးနေတဲ့အကြမ်းဖက်စစ်ကြောင်းမှအာရမစစ်မှုတန်းစုဆောင်းခံရသူတပ်သားတအူလက်နက်ခဲယမ်းယူလာကအလင်းဝင်ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုရဲ့သတင်းပြန်ကြားရေးတာဝန်ခံကိုပူပူတန့်စင်က PPTV ကိုပြောပါရယ်အလင်းဝင်ရောက်လာတဲ့အသက်26နှစ်အရွယ်တပ်သားပြည်စုံဟင်းကစစ်မှုတန်းအပတ်စဉ်15ဆင်းဖြစ်ပြီးတော့နိုဝင်ဘာလ23ရက်နေ့မှာ MA1 တလက် 5.56G 420တောင်း 14mm 6လုံး MA1G ပေါက်9ပေါက် အီနာကနှလုံးလက်ပစ်ပုံးနှလုံးတို့ကိုယူဆောင်ပြီးအလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ကိုဘိုဘိုတန့်စင်ကအကျန်းဖတ်ဆေးဥစုရဲ့လောက်ကန်တက်သားပဲဖြစ်ဖြစ်အရမစစ်မှုတန်းတက်သားပဲဖြစ်ဖြစ်သူတို့အထက်အရာရှိတွေချင်းချောက်ထားသလို PDF တွေစီထွက်ပြေးရင်အသက်ခံရတယ်ဆိုတာလုံးဝမဟုတ်ပဲစိုက်ဝါးတာဖြစ်တယ်။အချိန်မီွေးကြိုဆိုနေတယ်လို့ပြောပါတယ်။ညိုင်းစက်မှုနှစ်မှာနိုဝင်ဘာလ16ရက်နေ့မှာစတင်ထွက်လာတဲ့အင်အား300ခန့်ပါအကျန်းဖတ်စစ်ကြောင်းဟာ မြိုင်းနယ်အဆက်ကျေးရွာတရွာမှာနိုဝင်ဘာလ22ရက်နေ့ကကင်းမုံချအိတ်ဆက်ခဲ့ပြီးနောက်တနေ့မနက်ပိုင်းအချိန်အဲ့ဒီစစ်ကြောင်းကနေတပ်သားပြည်စုံဟင်းကထွက်ပြေးလာပြီးဗတ်ပြောင်းခုလုံခဲ့တာပါအဲ့ဒီတပ်သားကိုစုံစမ်းစစ်ဆေးပြီးနောက်ဂျနီဗာကွန်ဗင်းရှင်းဥပဒေအရကောင်းမွန်စွာစောင့်ရှောက်ထားတယ်ဆိုတာနဲ့ကာယကံရှင်ရဲ့ထွက်ဆိုချက်များဟာစီးရေးအရအရေးပါတဲ့အချက်လက်များမှုအသေးစိတ်အချက်လက်များကိုထိမ့်သိမ်းထားတယ်လို့အသိပေးထုတ်ပြန်ထားပါတယ် အထက်ပါအကြံဖတ်စစ်ကြောင်းဟာမြိုင်မြို့နယ်အတွင်းမှာပြည်သူ6ဦးကိုတပ်ဖြတ်ခဲ့ပြီးနေအိမ်25လုံးကိုလည်းမိရှုကပြည်သူ9ဦးကျော်ဖမ်းဆီးထားတယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။ပေါင်းတယ်မှာအင်အားဖြည့်လာတဲ့အကြံဖတ်အင်အား30ဦးပါကားကိုပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်တဲ့တဲ့တင်ကိုထပ်မံတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပေါင်းတယ်မြို့နယ်အပိုင်းအကြံဖတ်မှတ်တမ်းရေစကန်ကနေကြောက်ကြီးတောင်အထိုင်စကန်ကိုအင်အားဖြည့်တင်းမှုထွက်လာတဲ့အကြံဖတ်အင်အား30ဦးပါ 4ကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့3631တရင်စစ်ထောက်လမ်းရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုကပြောပါရယ်။အဆိုပါတိုက်ခိုက်မှုကိုနိုဝင်ဘာလ23ရက်နေ့ညနေ4နာရီအချိန်မှာကြောက်ကြီးတောင်နဲ့အက္ကရွာကြားမှာဘျူဟာ21ကုကဲမှုအောက်ရှိ3631တရင်တပ်ခွဲ9ကပြုလုပ်ခဲ့တာဖြစ်ပါရယ်။အကြံဖတ်ဆေးဥစုရဲ့တေဆုံးထိခိုက်စီးရင်ကိုထောက်လမ်းနေစေဖြစ်တယ်လို့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုကပြောပါရယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကစစ်ရေးအရှိန်မြင့်တင်လာတာနဲ့အမျှအကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုနေရာမရွေးအချိန်မရွေးပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းပေါင်းတယ်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုထားပါတယ်။မုံရွာနီးပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းပူပေါင်းတပ်တွေတိုက်ခိုက်ရာအကြမ်းဖက်စစ်သား၄ဦးသေပြီး၇ဦးပြင်းထန်ဒဏ်ရာရတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းမုံရွာနီးပညာတက္ကသိုလ် GDC မှာတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကနိုဝင်ဘာလ23ရက်နေ့မနက်10:00နာရီအချိန်မှာတိုက်ခိုက်ခဲ့ရာအကြံဖတ်စစ်သား၄ဦးသေပြီးတော့9ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့အမှတ်၁စစ်ဒေသမုံရွာခရိုင်တပ်ရင်းနှစ်တက်ခွဲ3ရဲ့တက်ခွဲမှုဝေလင်းကအသိပေးပြောကြားပါရတယ်။အဲ့ဒီမုံရွာနီးပညာတက္ကသိုလ် GTC ထဲမှာအကြံဖတ်စစ်သားတွေနဲ့ပြူစောထီးတွေအထိုင်စခန်းချထားတာဖြစ်ပြီးအချိန်အတော်ကြာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့သိရပါဗျ တိုက်ခိုက်မှုရလက်အနေဖြင့်ရန်သူတပ်သား၄ယောက်အတီးပြုတ်သေဆုံးက9ယောက်မှအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ငယ်၂လက်ပျက်စီးခဲ့တယ်လို့တပ်ခွဲမှုဝေလင်းကအတည်ပြုပါတယ်။အကြံဖတ်စေအုစုကအပြစ်မဲ့ပြည်သူတွေကိုဥတီတပ်ဖြတ်နေမှုတွေဆက်လက်လှုပ်ဆောင်နေပါကပိုမိုဆိုးရွားတဲ့တိုက်ခိုက်မှုတွေကြုံတွေ့ရမှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်နှစ်တရင်နဲ့မဟာမိတ်တံမုံရွာခရိုင်တရင်နှစ်တခွဲသုံးတက်စုနှစ်ဒေါင်းတို့မျိုးဆက်တစ်ဖွဲ့ မုံရွာခရိုင်တရင်စနစ်တခွဲလေးမီတော့တဖွဲ6ဦးမီတော့တဖွဲ MDG နဲ့ Royal God People Defense Force တပ်ပေါင်းစုတို့ပူးပေါင်းပြုလုပ်ခဲ့ကြတာပါအခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအနာရှင်အမြင့်ပြည့်ချေမုံရေလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်စကိုင်းတိုင်းစလင်းကြီးမြို့နယ်တပိတ်စစ်ကြောင်းဟာမကွေးတိုင်းကကြေးရွာ6ရွာနဲ့စကိုင်းတိုင်းကကြေးရွာ4ရွာတို့မှာ ဆိုင်ကယ်အစီး40ကျော်နဲ့ခြစ်တက်ကအကြံဖတ်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုစတင်ကြောင်းလှုပ်ရှားခဲ့ကြပြီးလူထုကိုအသိပညာပေးဟောပြောမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြသပိတ်စစ်ကြောင်းကို မန္တလေးမြို့မဟာအောင်မြေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်းပူးပေါင်းဝန်းရံခဲ့ကြတယ်လို့ဆိုပါတယ်။ရမပင်မြို့နယ်မှာအောင်လံလွှင့်မီရွှေကြီးသပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအထူးရောင်ရွေးကောက်ပွဲစတင်ရေးဆန္ဒပြသပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွင့်မြည်ရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့နိုဝင်ဘာလ25ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ည်သူလူထုအပေါင်းတဘာဝဘေးလူလုတ်ဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ